င်္ဂလာပါရှင်။ဆ iam မစပယ်ဖြူနှုတ်ရေးသားထားတဲ့မြောက်ဖျားက လွမ်းရာသည်ဝိတုရှိကို အပိုင်းရှိအနေဖြင့်ဆက်လက်ပြီးမျှဝေဖျက်ပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ မြောက်ဖြားကအလွန်ရသည် အပိုင်း၈စက်တင်ဘာ24ရက်2023ခုနှစ်ပြီးခဲ့တဲ့တပတ်လုံးလုံးဘာလို့ရမှန်းမသိပဲကိုတွေ့ဝေနေခဲ့တယ်အဖိဆန္ဒအတိုင်းအဆိုင်ရှိမဲ့နေရာကိုပဲရှာရတော့မလားတွေ့နေခဲ့တယ်တကယ်တမ်းပြန်စင်းစားတော့လဲကိုဘက်ကတစ်ဖက်သက်မုံနေနာနေခဲ့တဲ့အတော်အတွင်းသူတို့ကိုအပေါ်ဘယ်တော့မှမေတ္တာမပြတ်ခဲ့ကြတာတတိယလာတယ် အထူးသဖြင့်အဆိုင်ကငယ်ကလေးကကိုကို တွေ့ကက်ချစ်ခင်ခဲ့တာမဟုတ်လားအခုဆိုသူဘယ်နေရာကိုရောက်နေပြီလဲဘယ်ကဆလို့ရှာရမလဲကိုမသိဘူးကိုကောင်းနေထူပူနေတယ်ရှင်လဲပူနေတယ်မတွေ့ဘူးနေပေမဲ့ဒီတိုင်းအဲ့ဒီအကြောင်းတွေကိုပဲအထက်ထက်တွေ့တယ်ပထမတော့အဖေစိတ်ထဲရှိတဲ့အတိုင်းအဖေလှုပ်စီခြင်းနဲ့အတိုင်းလှုပ်ပေးလိုက်ဖို့ပဲတွေ့တာ ။နောက်ပိုင်းတော့အရေးကြောင်းကြုံတဲ့အခါပုံဝဲနေတဲ့တန်ရောစင်ကားများ ကိုထင်ပြလာလေသလားမသိဘူး။ကိုအဆိုင်အတွက်စိတ်ပူတက်လာတယ်လို့လို့ပဲ။စစ်ဆောင်ပြေးနေရတော့ဒုက္ခဒုက္ခတွေနဲ့ရင်ဆိုင်နေရတော့သူအိမ်ကိုတစ်ချက်တစ်ချက်တတိယမှာပဲ။သူ့အနုကိုတာမှာပဲ။အဖေကိုလည်းတာမှာပဲ။ပြီးတော့ကိုကိုလည်းတတိယရှာမှာပဲ။ဒါကိုတော့ကိုအတက်သိပါတယ်။ စိတ်ရှုပ်ထွေးနေတဲ့ကာလမိုလားမသိဘူးတငယ်ချင်းတွေရဲ့အတန်းကြားလိုက်ရရင်လူကအလိုလိုပေါ့ပါမယ်ပဲထင်နေတာအပူပင်ရော့ရဲမဟုတ်တော့နင်းနေတော့နေသားရမယ်ထင်တာပဲဒါဝိမဲကိုကစပြီးဆက်ပြီးမပြောချင်ဘူးသူတို့မှလည်းသူတို့ပုံနဲ့သူတို့မဟုတ်လားကိုကိုတယောက်ယောက်ဖုံးဆက်လာရင်ကောင်းပါပဲစိတ်ထဲတွင်းနေတော့ညနေခင်းကချစ်တငယ်ချင်းကဖုံးဆက်လာတော့တာပဲရွှေစင်ရည်လီ တငယ်ချင်းလေးဦးလူဆောင်တက်ဆောင်ပြန်ဆောင်သည့်နေ့သည်တကယ်တကယ်တော့ရေတန်စကားတန်များနှင့်ဂျန်နေရမည်အချိန်မျိုးဖြစ်ပါသည်။ဒီလိုမဆုဆောင်နိုင်သည်မှာနှစ်ချီကြာမြင့်ခဲ့ပြီမဟုတ်လား။ကျမတို့တောင်းရောက်မှာရန်ကုန်တွင်အမဲနေလေးရဲ့ရွှေစင်ကားမှုရန်ကုန်တို့ပင် ရောင်းမလာဖြစ်သည်မှာနှစ်နှစ်နေပါ။နောက်ဆုံးရောက်လာသည်ကတော့အားလေးရဲ့အပြီးစင်ကာပူပြန်သည့်ခမောတဲ့ကို လိုက်ပို့စင်ကဖြစ်ပါသည် အခုတစ်ချိန်သည်နှစ်နှစ်အတွင်းပထမဆုံးပြန်လည်ဆုံစည်းမှုပင်တရက်အေဂျင့်သောကော်ဖီဆိုင်လေးတွင် ကျမတို့ဆောင်ကြသည်တွေ့ကြပြီဆိုကြတဲ့အခါပင် သူတို့အားလုံးသည် ကျမကိုနှစ်သိမ့်ရန်အသင်းဖြစ်နေကြပါသည်မင်းကတော့ရွှေစင်ကိုအကြံဉာဏ်တောင်းသည့်အနေနဲ့ဖွင့်ဟပြောပြလိုက်ဖြစ်သည်မို့ဒီနေ့အားလုံးသိနေပြီပထမတော့ရန်ကုန်တွင် အတူရှိနေပါလေရဲ့အတိနောက်ကြသည်ကိုသူတို့စိတ်ကွက်ကြသည်ဒါတော့ကျမ၏အတွေးခေါမှုပဲပဲ ပူပန်မှုကိုမမျှဝေလိုဘူးဟုစဉ်းစားခဲ့သည်လေအခုလေကျမ၏ပူပန်တော်ကမှသူတို့ထံကိုဆက်နေ၍အတွေ့ကိုစင်းနှင့်ငြိမ်နေသည့်အဖြစ်ကိုမြင်ရသည်စကားပြောပြန်ရင်လည်းကျမအေးသာအရင်ကလိုရေတန်းစကားသံများမစီဝေရသည့်အတွက်တော့ကျမအာနာစိတ်မကောင်းဖြစ်ရသည်ဒီလိုထုတ်ပြောရင်တော့စိတ်မထင်သူကငေါငန်းပြီးဖြစ်၍အသာငြိမ်နေရပါသည် ဒီလောက်ရေးကြည့်တဲ့ကိစ္စကိုနင်းနေတောင်မပြောတာကလွန်မာတယ်နွယ်ရဲ့ဖုန်းလေးတော့ဆက်လို့ရတာပဲပြောလို့ရတာပဲငါတို့လည်းဝိုင်းစင်းစားပြီးမှပေါ့မိသွေကမြောင်းမို့ကိုပါငေးကြည့်လျက်ဆိုသည်ငါလည်းစိတ်ညစ်နေလို့ပါဟာတည်တဲ့အတိုင်းတတနဲ့တကူဒီညီမကိုအေးမလို့ဘူးတော့အခုလိုကြုံရတဲ့အခါစိတ်ပူတယ်လို့ဖြစ်တာရဲ့အပြစ်ဖြစ်စေချင်တာကိုလုတ်ပီလိုက်ချင်တာရဲ့ကတစ်ဖက် သူတို့နဲ့ဘယ်တော့မှမပတ်သက်တော့ဘူးလို့အပြောကြီးထားတော့ကိုယ်စကားနဲ့ကိုညီအောင်မာနကြီးကျင်တာကတစ်ဖက်ဖြစ်နေတာငါကိုယ်တိုင်ကတော်တော်တွေ့ဝင်းနေလို့ပါဒါပေမဲ့နင်းသွေးဆိုတာတော့မိသားလို့မရဘူးလေနင်းညီမကနင်းညီမပါပဲမပတ်သက်လို့တော့ရတယ်မတော်ဆက်လို့မှမရတာပဲမြားမို့စကားကြောင့်ကျမပင်သက်ဆိုင်မိပါသည်တမင်းညီမဟုအဖေသုံးတတ်သည်ကိုလည်းတတိယလာသည် ကျမကမညမဟုတ်တစ်ချိန်ပင် သုံးလုံးပြောဆိုဖို့ဒီမဟုတ်သစိမ့်ဆန်းဆန်းအခုတော့လေကျမကိုရိုင်းကညီမဟုတ်တွေးစားပြုပေးပြီငါပြောပြမယ်နွေငါဝိုင်းမော်မှာရှိတဲ့တာကရာဒုက္ခတဲ့စကံကိုတစ်ခါတလေရောက်ဖြစ်တယ်တနိုင်တပိုင်းအကူကြီးလေးပေးဖို့တတ်နိုင်တဲ့အခါပေါ်ဟေအဲ့ဒီစကံမှာတော့ရှမ်းလူမျိုးတွေချီပဲအဲ့ဒီကမြင်ကွင်းတွေကိုနေမြင်စေချင်တယ်ဘာတခုမှကိုယ်အိမ်လို့မဟုတ်ဘူး မပြေစုံတာတွေအများကြီးပဲဒါပေမဲ့ဒီလိုနေရာမှာမဖြစ်ဖြစ်အောင်နေချရတာပဲမနေလို့လည်းမဖြစ်ဘူးလေသူတို့တွေအိမ်မပြန်လို့မရသေးပဲနင်းကြီးမလေးလည်းအဲ့ဒီလိုစကန်တခုခုမှရှိနေရင် သူတို့လိုပဲဒုက္ခဒုက္ခတွေနဲ့ရင်ဆိုင်နေရမှာရွှေစင်ကစကားဖြန့်လျက်ကျမကိုအကဲခတ်သည်ကျမငြိမ်ရဲ့နားထောင်နေသည်ကိုမြင်မှစကားဆက်ပါသည်နေပြည်နေရာကလည်းစဉ်းစားအောင် သူ့တတလုံးနင်းနေခြင်းတလုံးနင်းနေသည်မဘာမှမပြောပဲအဝေးကဆောင်းရှောင်းနေရှာတာနင်းကိုမပြောပဲဖြစ်ရင် तू ပြောမှမဟုတ်ဘူးနင်းစိတ်ကိုမသိတာလည်းမဟုတ်အခုဟာကဘလောက်တောင်ပူလောင်နေလို့ပြောရှာသလဲဆိုတာနင်းစဉ်းစားဖို့ကောင်းနေဟာသိပါတယ်ကျမလီတန်ကခလီလီဒိုဒိုလျာလျာပုံဆက်လာသည့်တရက်ကတဖက်၌ဖုံးခွက်ကင်ထားမိအဖေပုံရိပ်ကိုအခုပင်ပြင်းပြင်းလာသလို့ တမီစီနောက်ထပ်မဆက်ပါနဲ့ကျမစကားတန်သည့်အဖေအတွက်ထီရှားနာချင်းပွဲဖြစ်ခဲ့မည်။ကိုရနိုင်မျက်ဤကြာကောင်းလဲကြာမည်တနုံနုံလဲထီခိုင်မဆုံးဖြစ်မည်။တည်သူသောစာနာစိတ်ဝေခွဲများစိတ်နှင့်ပင်လွန်ခဲ့သောညစဉ်တိုင်းကောင်းစွာအိပ်ဆက်ပျော်သည်မရှိပါ။ပြီးတော့ဒီစစ်အတွင်မှာအိမ်နှင့်အဝေးမှာစစ်ရှောင်ရင်ဆုံးသွားတဲ့သူတွေလည်းရှိနေတာပဲ။မပြောကောင်းပြောကောင်းဟေး တခုခုကြုံလိုက်ရလို့နင်းညီမလေးကိုနင်းတသက်လုံးမတွေ့နိုင်တော့ဘူးဆိုရင်ဘယ်လိုလုပ်မလဲတခုခုဆိုရင်နင်းနောင်တရနေမှာတသက်လုံးဝမ်းနေနေရမှာရွှေစင်းမျက်နှာကိုငေးကြည့်ရင်မမပြောစကားကိုပင်ကြားရောင်လာရပါသည်မမကလည်းဖိဖိဆန္ဒကိုမဖြေလိုက်ရလေချင်းဟုတတတနောင်တမရစေချင်းဘူးဆိုသည်အခုလဲရွှေစင်းကအဆိုင်ဘက်မှတွေးကဆိုနေသည်စင်စစ်တော့နောင်တဆိုသည်ကျမနှင့်မရင်နီတော်စကားလုံးလည်းမဟုတ်ပါ ဒီနှစ်များအတွင်းအိမ်ပြန်လို့စိတ်အချင်းချင်းဝင်ပူးသားပြီးအကြီးလေးဆုံးပါချင်းပြန်သည့်တစ်ခေါက်ကလွဲ၍ထက်မရောဘယ်နှစ်နှစ်ကြာခဲ့ပါလိမ့်ခုနှစ်နှစ်ထင်ပါရဲ့ပြန်ရင်စဉ်းစားလျင်ဒေါ်နုမျက်နှာကိုမြင်အောင်ပြန်သည်အဆိုင်ကိုတတိယသေးသည်တလွဲမာနာကလည်းနှုတ်ခတ်သေးသည်ဖခင်အပေါ်မိသားစုပေါ်ရိုင်းဆိုင်ခဲ့မိသောအပြစ်များအထွတ်နောင်တာကတစ်ဖက်မလျှောလို့သော မာနာကတစ်ဖက်အခုတော့တွေ့ဝေခြင်းကတကားခေါက်လိမ့်ပြီး ငါပြောတာပြောရတာနင်စဉ်းစားတတ်မှာပါနင်စဉ်းစားနေလို့ပဲငါ့ကိုဖွင့်ပြောတာပေါ့မဟုတ်ဘူးလားစဉ်းစားနေတာပဲရွှေစင်ရင်ဒါပေမဲ့ဘယ်ရောက်နေမှမသိတဲ့လူကိုဘယ်မှာရှာရမလဲဆိုတာရှိသေးတယ်အမှန်စကားနှုတ်က ထွက်ကြတော့ရွှေစင်ကကျမပကုံကိုလှမ်းဖက်လိုက်ပါသည်နင်းဘက်ကတေးကြရင်ငါနောက်လိုက်ချင်လိုက်ခဲလို့ရတယ် မြကြီးနားမှာဆိုရင်ဘယ်လိုဆက်လုပ်ရမလဲဆိုတာဝိုင်းစဉ်းစားပေးမယ်ငါမိတ်ဆွေတွေရှိတယ်။ငါလဲကူညီနိုင်တယ်။ကဲ။မြေဝန်သုံးစုံကကျမကိုအခက်ခဲလျက်ရှိပေမည်။ကျမကမူရှိကကော်ဖီကွက်ကိုငေးဆိုင်ကြည့်လျက်အတွေးဝင်သည့်အခိုက်ငေးမိငေးရငေးတတ်သည့်အချင်းအတိုင်းစကန့်တည့်ရွယ်များတဖြုတ်ဖြုတ်ကျွေသည်ကျမစိတ်ကလှုပ်ခဲလျက်ပင်သက်ရှိုက်လျက်ခေါင်းမော့လိုက်တော့ထင်သည့်အတိုင်းစိတ်ဝင်တစားစိုက်ကြည့်နေသည့်မျက်လုံးများ ကျွန်မတစ်ချက်များပြုံးလိုက်ပါသည် အခုတော့လဲစိတ်ကားတည်ငြိမ်စပြုပြီးအေးပါငါလိုက်ခဲ့မယ်ကြောင်းမှခွင့်တင်ကြည့်မယ်မရရင်အလုပ်ထွက်ခဲ့မယ်ပြန်လာတော့မှတစ်ခုခုစဉ်းစားတာပေါ့အေးအဲ့ဒီလိုလှုပ်ဆမ်းပါဟဲ့တငယ်ချင်းတတိုင်းမှာရေတံများနဲ့အသက်ဝင်လာရပြန်ပါသည် ကျွန်မကိုနှစ်သိမ့်သောရေမောဟန်များမာထားသည့်မုံနှင့်ကော်ဖီတို့ကိုစားတော့ရင်အကုန်မပင်တတိယချတော့သည် တနင်္ဂနွေနေ့မို့အေးအေးလူလူနေရန်အချိန်ရသည်ကပင်ခြေစူးတင်စရာ ကျမသည်စိတ်အနှဲငယ်မြပေါ်ပါးစပြူလာသည်ကိုတိတိတသားပင်ခံစားလာရပါသည်နှစ်များစွာချီနှောင်ထားသောကြိုးများကိုဖြုတ်ချလိုက်ရသလို တွေးတုံးကလည်းတွေးတွေးဝီဝီတွေးလိုက်ရတာလွန်ပါရောဆုံးဖြတ်ချက်ကြတော့လေမြဲမြဲဆန်းဆန်းစိတ်မြန်သောဘီဇာကဒီနေရာမှာတော့ကူပန်သားပင် ငါလုပ်ကိစ္စကရက်မကြဘူးပြီးမှဒီတော့အလွန်ရောကျုံရောရန်ကုန်မှာနှစ်ရက်သုံးရက်လောက်သားမှန်ပြီးပြင်ထားလိုက်တော့ကျမကောင်းကြီးလိုက်ပါသည်ရာသီဥရုအင်းဒီလောက်ပြီးဆိုသည်ကို တလက်စားရဲတရရသည် စီစဉ်စရာထဲ့သူစရာများစွာသို့တော့မြကြီးနာဆိုသည်ကလည်းကိုပြင်းနေတွင်ပင်မို့ကိုမရောက်ဘူးမတိကျွမ်းတော်ဒေတာလည်းမဟုတ်သည်မို့ထူထူခြားခြားတော့ပူပန်စရာမရှိအဆအဆအစဉ်ပြေလိမ့်မည် ဒီလိုပဲမျောလင်းရပေသည်ပကံနေကလက်ချံမုံတုံးလေးကို ခင်းရင်းနဲ့ထိုးကအရသာခံဝါတော့မှပင်ဒီရဲ့များတဲ့အရသာမကံပဲစားဖြစ်သည်ဆိုယုံစာနေမိသည်ကို အမှန်ရတော့ဤကျမဘလောင်များဆိတ်ရှုပ်ထွေးနေခဲ့ပါလေအင်းယူလည်းကောင်းစွာမပြော ကိုခန့်အားကောင်းလို့သာ မလဲပြူတာဖြစ်မှာပဲအခုတော့လေလမ်းစာတစ်ခုပေါ်ရောက်လာပြီမို့စိတ်ကလမ်းတက်လာပြန်သည် ကော်ဖီအရသာပင် အရင်အရင်ထက်ထူးထူးခြားခြားကောင်းလှသလိုထင်လာပြန်သည်ကော်ဖီဝိုင်းသည်အတိတ်ဆက်ကြောင်းများပစ္စုပန်ကိုညွှန်းသော ရိပ်ပုံများနှင့်အသက်ဝင်စားပြူလာပြန်မာသည်အိမ်နောင်ရေးစီရောက်ပြန်သည်တာသမီရေးစီရောက်ပြန်သည်နောက်ဆုံးတော့မြောက်မုန်ညီမကိုအိမ်ထောင်မပြူရကောင်းလားဟု သူတို့နှစ်ဦးကပူပန်သည်နှင့်အဆုံးတန်ရပြန်မာသည်အသက်ပဲ30ပြည့်ခဲ့ပြီဟာငါတို့နေတို့ကိုတိန်းနှောင်းမကြစီကြမှာဘူး ချစ်မားလို့ဆိုပေမဲ့တင်တော်ရထင်ရင်လဲသုံးဖြတ်ရွေးချယ်ပေါ့တိတ်မတွေ့ဝေပါနဲ့နောက်တော့ချစ်သွားမှာပဲဟုမိသွဲကဆိုပြန်သည် သူကတော့မိဘသဘောတူတူကိုပင်လက်ထက်ခဲ့သူကလေးနှောင်မိခင်ဘဝ၌အိမ်တော်ကြီးကလည်းအစဉ်ပြေနေသူပင်မြောင်မုံနေကြမကမူဇက်သိမ်းမလာတော့အချစ်ဇလန်ကို ပိုင်ဆိုင်ခဲ့ရ၍ပင် အချစ်ကိုစိတ်ကုန်ခံခဲ့သည်ဟုဆိုရမလား ချစ်ထန်နောက်တစ်ချိန်လှည့်ကြည့်လို့စိတ်မရှိသေးသည်ကိုတော့ဝန်ခံရမည်။ကိုယ်ပြတ်ကြအောင်ခန္ဓာတွင်အသေးကွဲသည်ဆိုရတဲ့နာကြည့်စိတ်နှင့်ပြိုလဲလိုက်ရတော့လေ။အချိန်တန်ရင်စိတ်နှလုံးကအသေးဖြစ်လာရသည်။မာနာကပင်ဘဝကိုပို၍လင်းလက်စေခဲ့သည်ထင်၏။အခုတော့ကျမတို့နေအောင်လုံးဒီလိုစကားများကိုခက်ပြုံပြုံနဲ့နားထောင်တတ်ပေပြီ။နေရပဲဆိုလို့တော့ချစ်တယ်ဆိုတာတောင်းပြောင်းပြောနိုင်ပြီပဲဟဲ့။ မြောင်းမူစကားကြောင့်ရေမောတံများထွက်လာတော့မိသွေးကမျက်စောင်းထိုးပါသည်။နောက်တော့လေသူကိုယ်တိုင်းမနေနိုင်ပဲပြုံးလာရသည်။ငါ့ကိုကိုကိုကချစ်တယ်ဆိုတာပြောတတ်ဖို့ပြီးအောင်သင်ပေးတာကိုကျန်တာတော့အရင်တိုင်းပဲတခါတလေငါစကားမပြတာကို လူတွေပြုံးတိုင်းចောင်းသားဘဝကိုတိတ်လွမ်းတာပဲဟဲ့။ချင်းမဲလို့ငါပြောမိတိုင်းနင်တို့ကိုလွမ်းနေ။အေးဟဲငါလည်းမြကြီးနာမှာအရှင်ရေစားတိုင်းနင့်ကိုတတိယပါတယ်။ တေးပါလားအခုမှပင်ကျမကြောင့်သူတို့တွေမပြောနိုင်ကြဘူးရဲ့လို့စိတ်မကောင်းဖြစ်ရသည်များလဲပြေပြောက်ရပါတော့သည်ကျမပင်နှစ်လိုရှင်လန်းစွာရင်မောမိသည်ဒီလိုချစ်ခင်သူများနဲ့တွေ့ဆုံရသည့်အခိုင်မာတော့ဘဝကပျော်မွေ့ပွဲဟုဆိုခြင်းသည်တောကကိုကျမက မဝေမျှတော့လဲသူတို့ကမျှဝေอยู่သည်ပူပန်သူကိုပြုံးရစေသည် အချိန်တန်တော့လဲကျမတို့လမ်းခွဲနှုတ်ဆက်ကြရပြန်ပါသည်နေထိုင်ရာတိုက်ခန်းလေးစီတို့ပြန်ရောက်လာရပါသည် အခန်းတွင်တော့အခန်းပေါ်အမားနေရောက်ပြန်မရောက်သည်အခန်းတော့ကိုကိုယ်တိုင်ဖွင့်၍ဝင်ခဲ့ရသည်အခန်းကမုန်းချက်ပိတ်လောင်နေသည့်ခန်းစားရ၍ပြတင်းတိုင်းကိုလိုက်ဖွင့်မိသည်အဝတ်လဲသည်ဝရန္တာတွင်ထွက်ရမ်းမိသည်စည်းစာကောင်းကင်ကိုတော့တိုက်တာများ၏အထက်၌ဒဇွန်ဒဇာမြင်နေရပါသည် လိမ်မော်ရောင်ရွှေအိုရောင်မိခိုးရောင်တို့ရောဆွတ်သောအလညနေခင်းနေဝင်ချိန်ဆိုအိတ်တန်းပြန်သောငှက်တို့ကိုဟိုဟိုဒီဒီ၌တွေ့ရတတ်သည်မို့အင်းငေးသူကျမအတွေ့အလွမ်းရှူခြင်းပင်လွမ်းလျက်နှင့်အဝေးကငေးသူ အခုတော့အလွမ်းကိုကျမပုံပေါ်နိုင်ပြီစိတ်ကရှင်းလင်းခဲ့ပြီး ရှင်းလင်းခဲ့ပြီးထင်သည်ဆုံးဖြတ်ချက်တစ်ခုပြက်ပြက်သားသားချခဲ့နိုင်သည်မှာဝမ်းမြောက်စပွဲနမို့ဆိုကျမဒီလောင်ချိုင်တွေကလွတ်မြေမဟုတ် ကိုဘာသာပိတ်လောင်ထားသောလောင်ချိုင်ပင်ကောင်းကင်၌ငှက်တတိုက်တွေ့ရွေ့ပြန်သည်ကိုမြင်ရသည် နေဝင်ချိန်အလှသည်အလွမ်းနှင်းရှင်လျက်ကောင်းကင်တွင်လင်းပါလာသည်အစိုင်းဤဒီအချိန်ဆိုငှက်တွေလည်းအိတ်တန်းပြန်ချိန်ကိုငါငီးသလိုငီးနေပြီလားမြေကြီးကကြာနေပါပြီလားအခုတော့သူမြေကြီးများဒိုးတုတ်ပေးနိုင်မိခရီးကို ကျမဆာရတော့မည် ဒီအကြောင်းအဖေးတံဖုံးဆက်ပြောပြရန်လဲအတွေ့များဝေလည်နေရင်ကတတိယလာပါသည် မိုင်ပေါင်းရချီဝေးကွာသောအရက်ကပြန်လွင်လာသည့်ကျမစကားတန်းသည့်အဖေးကိုဒီမြစိတ်လှုပ်ရှားစေလိမ့်မည်ဟုတကြိမ်တခါမှမတွေ့စဖို့ပါ ဖုံးလေးကကြားရသောဖိဖိအတန်းမှာဝန်းနေဝဲတာခံစားမှုနှင့်တုံရင်လှိုင်လဲရနေပါသည်တတနေ့တကူတာဖနဲ့ဦးကြီးကြီးသားသားဖုံးပြောပူတာပထမဆုံးပြီပဲအေးကိုသမီးကို ကျေးဇူးတင်စကားပြောရမလို့ပါဝမ်းသာလိုက်တာလေပြောမနေနဲ့တော့ဟိုတနေ့ဖုန်းပြောပြီးကလေးကအဖေစိတ်လျှော့ထားလိုက်တာခေါင်းကြောမာတဲ့ငါသမီးဒီလိုစိတ်ပြောင်းမယ်လဲဘယ်ထင်မလဲနော်အဖေသည်အတန်ခက်ချက်ကျင်းနေပင်ရှင်မောလိုက်ပါသည်အဲ့ဒီတော့ကသူ့အမှုကိုပြောရတယ်အေးနင်လဲသမီးကိုနေကောင်းကျမ်းမာစွာပြန်တွေ့ဖို့သာဆိုတောင်းတော့ငါတို့ဘာမှမတတ်နိုင်တော့ဘူး ထင်တယ်လို့ပြောရတယ်။အခုတော့လဲစိတ်ချမ်းသာရတာပါ။အဖေကလည်းသမီးလေးသူ့ကိုရှာဖို့တာဝန်ရှိတာပဲဟာ။သမီးကသူ့အမပဲလေ။ဒီစကားကိုတော့ပြောမတွက်ပြန်။တသက်လုံးမပြောခဲ့ဘူးတော့စကားမို့နှုတ်ကထွက်ရမည်ကိုပင်ရှက်စရာလိုထင်နေပြန်သည်။သို့တော်လေကျမဘက်ကဒီမြပြောင်းလဲလာခြင်းကိုပင်အဖေနားလေသိမြင်တော့ပါပြီ ိမ်နဲ့ဝေးကွာခဲ့တော့တချိန်ကတော့ကျမဘက်က မာနာတလူလူနဲ့တွေ့ဒီမှာကိုဘသာရက်တီနိုင်သားပဲဟုပင်ကြောင်မပြေခင်တော့ပဲကြောင်စီရဲ့ကိုချစ်ကြီးစီကခြေမှာပေါ့မမလည်းရှိသားပဲအလိုလိုရင်ပြန်ဆက်လို့ရတာပဲစသဖြင့်တွေ့လိုက်ပါသေးသည်ကြောင်တို့မပြန်မီချစ်ကြီးရင်တွင်နေစဉ်ကချစ်ကြီးကကြွေမွေးခဲ့သည်ဟုထင်၏အချွေးပြန်ဆက်မယ်နော်ဆိုတော့ជីကြီးကအရှေမောနေခဲ့တာ မန္တလေးပြန်ရောက်တော့လေမမကတလာချင်းအသုံးစရိတ်ကျောင်းစရိတ်ထုတ်ပေးနေခဲ့ပြန်သည်ဒါလည်းအကျွေးဆက်မဲဆိုရသည်မမကတော့နေစမ်းပါဟေဟုဆိုလာဘာပဲဖြစ်ဖြစ်ဆွေမျိုးသားချင်းတို့ကျေးဇူးနဲ့ကြောင်းပြီးခဲ့သည်ဒီလိုပဲထင်ခဲ့၏ဒီအတော်တွင် အဖေနှင့်အဆက်အသွယ်လုံးဝမလုပ်အဖွာဆောင်စဉ်ကတော့စာမေးဝဲချိန်နဲ့တိုင်နေသည်မို့စာမေးဝဲပြီးမှအတိပေးကြလေရာ အလောင်းလဲမြေကြပြီးမှမပြန်ပြစ်တော့ပါဘူး ျမပေါ်တန်ရုံစင်ကြည့်တော့အဖွာအနီတွင် မလုတ်ကြွေမပြူစွရသေးခင်လက်လွတ်ရွေဝမ်းနေမဆုံးနောက်ဆိုဒီတက်ဆုံရှင်စရာတွေလာရင်လာအောင်မဟုတ်မတက်သားသည့်အဆုံးဖြည့်တွေ့ရသည်ရွာကအကြီးလေးတို့ဒုံရင်တို့အပါဝင်အဆွေအမျိုးများကိုတတိယပြန်တော့လဲချိန်မိဖြစ်ရသည်အဖေကိုတော့မလွမ်းဘူးမဟုတ်ငယ်စိမ့်နေပေမို့အလွန်ထက်အနာခပိုနေတယ်လို့ထင်ခဲ့၏အဖေတောင်နေနိုင်သေးတာပဲဟုလဲထင်မှတ်ယုံကြည်ခဲ့ဖို့သည် ဒီလိုနဲ့ပွဲရပြီးမန္တလေးတွင်နှစ်နှစ်များနေလိုက်သေးသည်အရင်လေးဆုံးမချိန်သာတစ်ခေါက်ပြန်ရောက်ပါသည်အနောက်တော့ရန်ကုန်ရောက်လာ၏ဂျပန်စာသင်တန်းကျောင်းတွင်အလဝင်၏တစ်နှစ်ကြာလည်းနေမပြန်နှစ်နှစ်ကြာလည်းမပြန်အဖေစီတော့ရန်ကုန်ရောက်ရင်းပထမဆုံးဖုန်ဆက်မိသည်ဒီတုန်းကလေအဖေတန်ကဝမ်တာလိုက်လေးပုံကိုကျမခန်းစားသိခဲ့သည်အဖေငါကိုတတိယရှာသားပဲဟုတွင်းပြီးတော့လဲစိတ်ချမ်းသာခဲ့ရပြန်ပါသည် အခုကြာရတော့အဖေတန်ကလည်းကျမရှန်ကုံရောက်စပထမဆုံးဖုံဆက်တုံးကားလိုပါ။သမီးလောလောဆယ်တော့မြကြီးနာအရင်လိုက်သွားမှာ။ရွှေစင်ကကိုကြီးမေပြောတယ်အဖေ။ဟိုရောက်ရင်တော့ဘလို့ဆက်လို့ရမလဲဆိုတဲ့အဆက်အသွယ်တွေရလာမှာပဲ။အဖေတိတ်ဆိတ်မပုန်နဲ့တော့။အေးအရင်ကတော့သမီးငယ်တွေပဲစိတ်ပူတာပါ။အခုတော့သမီးကြီးအတွက်လည်းပူရတာပဲ။သမီးလည်းကိုကိုကိုကယူဆိုင်သွားအောင်။ဖေရတရားမမေ့နဲ့။ အဖေလဲကျမကြီးကူဆိုင်အောင်နော်အဖေကတိုး၍ရင်မောလိုက်ပါသည်ကျမတသက်ဒီလိုစကားမျိုးပြောခဲ့လာသည်ကို အဖေရဲ့တန်ကြာရတော့လေအခုပင်ပြေးတွေးလိုက်ခြင်းတလို့ကျမတွေ့ဘလောက်တောင်ပင်ပန်းခေရှားပါလိမ့်စိတ်ပင်ပန်းလူပင်ပန်းမာနာကြည်တော်သမီးကိုအဝေးမှစိတ်ချမ်းသာအောင်ထားရ၏လူသမ ्या ကိုတဖက်လင်းနေထောက်ပံ့ရ၏ကျမကတော့မသိဘာမှမသိအမျိုးစွေတို့ကကျမပေါ်ရှိရှုခဲ့သည်ဟူသာယုံကြည်ခဲ့သူပင် အမန်ကိုတော့ရန်ကုန်သို့မထွက်ခွာမီလေးကပင်မမထမ်းမတီးခွင်ရခဲ့သည်ထိုနေ့ကကျမအခြေရင်ကိုရှိုက်ခဲ့ရသည်တသက်လုံးလွဲမှာတော့အမြင်ကိုစုပ်ကိုင်သွားဖို့အာယူစေအဖေကျမကို ပြစ်ထားသည်ဟုယုံကြည်စွာစွဲမြဲစိတ်ကအခြေချစေဒီမှာပဲမမထမ်းမအံ့အားတင်ပွေစကားများကြားနာရသည် ပထမအံ့ဩသည်နောက်တော့ဝမ်းနေလာသည်မမကလည်းဒီအကြောင်းဘယ်တော့မှမပြောပါဘူးအဖေထံကဂရိခံထားရသည်လား သူ့မှမတက်တာတော့မဖွင့်ပြောရဘူးအမန်ကိုတိရတော့လဲထိုစဉ်ကအဖန်ဖန်နာချင်းရသည်ကိုကိုကိုပင်ခွင့်မလွန်နိုင်သလိုဒီနောက်တော့အဖေနဲ့အဆက်အသွယ်ပြန်လို့ဖြစ်သည်သို့တော့အပြောကတော့မလျှော်သည်စိတ်တည်းရှိသလိုပြောတတ်စိမ်အခုလိုကျမတန်ကမကြစဘူးစကလုံးများကြားရလိမ့်မည်ဟုအဖေမျှော်လင့်ခဲ့ပုံမပေါ်ပါရှည်တန်ဒီနားစင်မှာတဆင့်နှလုံးအိမ်အတွင်းသို့ပြိုကြ၏ជីနူရပါသည် ဖုံးချတော့မလားတမီကျမပင်သက်ဆိုင်လျက်အာယူလိုက်ပါသည်ဒေါ်နုနဲ့ပြောချင်တဲ့အဖေဟေးတဲ့အဖေအီအန်အော်တကြီးအတန်းမယုံနိုင်ဟန်ခေါနုံရဲ့လာလာဒီမှာတမီကဖုံးပြောချင်နေတဲ့အဖေလန်းခေါ်သည်ကိုကြားရ၏ကျမအသက်အောင်က ဆောင်စားနေမိပါသည်ဒီလိုပြောမိလိမ့်မည်ဟုကိုကိုကိုပင်မထင် အမတ်မထင်ပြောထွက်သည် ဆေးပူပန်နေမည်ဖြစ်သောမိခင်တယောက်အပေါ်စာနာစိတ်ကရှည်ဆောင်ခဲ့တာဖြစ်ပါလိမ့်မည်။တမီးနွယ်နွယ်နေကောင်းနေနော်။ဘလောက်များစိတ်လှုပ်ရှားနေရှာပါလိမ့်။အတန်တိုင်းတုံရင်ဟန်ကိုခံစားသည်သည်ငြိမ့်လေဝဲကောင်းဝဲနေလိမ့်မည်။ဟုတ် နေကောင်းပါရဲ့။ဒေါ်နုစိတ်သိပ်ပူနေမှာဆိုလို့စိတ်မပူနဲ့ပြောမလို့။တပတ်ကဆိုမြစ်ကြီးနားလိုက်သွားမယ်။ဟိုကနေတဆင်ထွက်ရှာမယ်လို့စီစဉ်ထားတယ်လေ။သမီး လမ်းမှာအဆဆရရဂယုဆိုင်ပါနော်ဒေါနုစုတောင်းပေးနေမယ်ဟုတ်ကဲ့ဖုံးချလိုက်တော့မယ်နန်စားထက်မပြောမိသည်ကိုပင် ဖုံးချမိပြင်မတတိယသည် သမီးဟုပြောပေါ်ရရှက်စရာထင်လေသည်သမီးရဲ့ပြောစရာကြံသေးတယ်အဆိုင်ကိုရှာရင် မျိုးရိုးနာမည်ပါတိမဖြစ်မှာနော်မျိုးရိုးနာမည်ကျမတစ်ချက်များတွေ့ကနေဖြစ်ရသည်အော်အဲ့တော့မစင်စားမိဘူးပဲ။ ဒေါ်နုပြောလို့တော်သေးတယ်။အေးကချင်လူမျိုးထဲမှာစိုင်းမိုင်ဆို အများကြီးပဲနော်။မျိုးရိုးနဲ့မေဘီမရှာရမှာမျိုးရိုးတို့နာမည်တူတွေလဲသမိတွေးလိုက်မယ်။အစိုင်းမျိုးရိုးကမရန်မရန်စိုင်းမိုင်အဲ့ဒီလိုမေဘီရှာမရန်စိုင်းမိုင်ဒီနာမည်အပြည့်စုံကိုဖုံးချပြီးမှဒီလိုယူခြင်းရသည်။နှုတ်ထဲဆွဲနေတာကတော့အစိုင်းဆိုတာပါပဲ။ အဆိုင်ဆိုသောအမိကိုပင်တစ်ချိန်မှချိုချိုသာသာမခေါ်ဘူးဒီကိုလည်းတတိယလာသည်အဆိုင် အမိန်တန်ဆွတ်သောခေါ်ပုံချစ်ချင်းမြတ်တာသည်ရံဖန်ရံကမမြင်သောအောင် ပုံဝက်ကွဲတက်နေသော အရာပါပေလားအနည်း20ကျော်လုံးလုံးတန်ရောစဉ်ကိုကျမပုံရှောင်နေခဲ့သည်ရှင်နေကအမှန်တရားကိုပင် ကိုပါသာမမြင်အမှန်တော့ ုံဝက်တော်တန်ရောစဉ်ဆိုရသည်တစုံတခုသောအကြောင်း၌မဖြစ်မနေကိုတင်ပြလာသည်ထင်၏အထူးသဖြင့်နာကျင်ပွဲဇာကြောင်းပေါ်လာရင်ပေါ့အခုတော့တန်ရောစဉ်သည် ကျမကိုကိုတင်ပြပြီတန်ရောစဉ်ကဥဆောင်မိဖြစ်၍အလုတ်ကိုခိတမြဆွန်ရသည် မိဆွေတို့ကိုနှုတ်ဆက်ရသည်မရေရသော ရှေ့ခရီးတစ်ခုကိုလည်းမကြမီ အစာပြူရပါတော့မည်ဟုတ်ကဲ့ပါရှင် ဆီယမစပယ်ဖြူနူရေးသားထားတဲ့မြောက်ဖြားကအလွမ်းရသည့်ဝတ္ထုကို အပိုင်းရှိအနေဖြင့်ဆက်လက်ပြီးမျှဝေလို့ဖက်ပြပေးသွားခဲ့တာပဲဖြစ်ပါတယ်ရှင်။နာဆင်ပြီးခဲ့ကြတဲ့သူတွေအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရနော်။အားလုံးလည်းဘေးကင်းလို့ကြံပါကြပါစေရှင်။